السلام عليكم ورحمة الله وبركاته يعني هجري تاولي عليزة كنكو جمع دل أولى نسا كنية كرين نتاو نسا نغاقو ننوين بالا سكو يعني بره نيما نعم نتي أومين كي يه تنغان زا أما سين تاو تيا كوزا شكو تنبيا ما بشي بارة تيني غارو وانا جيني ني جنرو تنغان زا تخولو بيولو يا بارة منا مدو لين جي ما بي ترين تخولوين لارة جنرو امتان လေးစားအားကြရတဲ့ချစ်မြတ်နိုးရတဲ့ ဆရာကြီးဟဇတ်မော်လနာမူဖီမိုဟမ်မဒ်အီဆာခေါ်ဆရာကန်ထွန်းအလအမိန်တော်ခံယူသွားပြီဆိုတော့မယုံနိုင်တဲ့သတင်းတစ်ခုရောက်ရှိလာခဲ့ပါတယ်။အဆရာကြီးဟာဆိုရင်ကျွန်တော်တို့စကိုင်းတိုင်းကမ်လူမျိုးနယ်မှာရှိနေတဲ့မဒရဆာအာရဗီယာဂျာမီယတ်ုလ်ဥလမမြန်မာအာရဗီသိပ်ပံကျောင်းရဲ့ဂုံတုဆောင်ကျောင်းသားဟောင်းကြီးလည်းဖြစ်တယ်။ကျောင်းမှာရှေခ်ုလ်ဟာဒီသ်ယာရူးနဲ့ပြန်လည်တာဝန်ထမ်းဆောင်နေတဲ့ပညာရှင်ကြီးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့အထက်မြန်မာပြည်ရဲ့တကယ်ကိုအထင်ကြီးရအာလင်သာသနာပညာရှင်ကြီးတပါးလဲဖြစ်ပါတယ်အင်တာမရိုးရှင်းစွာနဲ့ပဲဘဝကိုနေတိုင်းနေထိုင်နေပကတနာကင်းစွာနဲ့ပဲဘဝကိုသူဟာကြော်ဖြတ်ခဲ့တယ်တတော်ကိုပညာရှင်ပညာရှိ ဖြစ်ပါတယ်စာအုပ်စာပေတွေကိုနိုင်နိုင်ချွတ်ချွတ်လေ့လာထားတဲ့ပုံကို ဖြစ်တယ်လို့သူ့ရဲ့ထူးခြားချက်ကတော့အလောရှိမြတ်ကသူ့ကိုတူမတူတဲ့မှတ်သားဉာဏ်ချင်းမြင့်ထားခြင်းဖြစ်ပါတယ်ဒါကြောင့် ဆရာအနေနဲ့ကျွန်တော်တို့ main မူရင်းစာသားတွေတွေမကဘူးအောက်ခြေစာသားတွေကိုပါသူဟာအလွတ်ရတဲ့ပုံကိုယ်ဒီထဲမှာပါပါတယ်အဲ့တော့ကျွန်တော်မျိုးကုရ်အန်ကိုလည်းသူဟာနော်တနည်းအတွင်းထဲမှာပဲအကြမ်းတ်ထားတဲ့ညဉ့်ကြီးကိုအလတ်တူကိုကြီးမြင့်ထားတာဖြစ်ပါတယ်အသက်ကြီးမှပဲသူဟာပါကစ္စတန်နိုင်ငံမှာတွားရောက်ပြီးတော့ပညာတော်သင်တွေသင်ယူခဲ့တယ်မူတီတွေဖတ်ခဲ့တယ်ပြန်လာပြီးတဲ့နောက်ပိုင်းမှာလည်းတကယ်ကိုကြဲကြဲပြက်ပြက် ျွန်တော်တို့အထက်မြန်မာပြည်တခွင်မှာစကိုင်းတိုင်းတခွင်လုံးမှာကျွန်တော်တို့ကချင်ပြည်နယ်တခွင်လုံးမှာ တကယ်ကိုအမတ်ကိုအကျိုးပြုနေတဲ့ပုံကိုကြီးဖြစ်ပါတယ်ကလေးငယ်လေးတွေမတ်တပ်မှာတက်ရောက်နေတဲ့ကလေးတွေကစပြီးတော့နောက်ဆုံးအာလင်တိုင်းရဲ့နောက်ဆုံးနှစ်မှာတင်ကြားနေတဲ့တင်ယူနေတဲ့အာလင်နေအထိပါဆရာအနေနဲ့တောကထားပြီးတော့အမြဲတမ်းရိုးရိုးသားသားနဲ့သူ့ရဲ့ဖြူစင်နဲ့ဆုံးမဟန်နဲ့ အားလုံးကိုသူစုံမလေးရှိပါတယ်တကယ်တော့ဆရာတို့ဟာလောကကိုအဆောင်ရောင်ကင်းစွာနဲ့လာခဲ့တယ်ရိုးရိုးရှင်းရှင်းနဲ့အဖြူတွေဘဝနဲ့ပဲရှင်သန်ရက်တည်တဲ့ဘယ်တော့မှ စီးပွားရေးတွေဘာတွေကိုပရပရမထားပဲနဲ့ဘလူနေရာမှာပဲဘလူအခြေအနေမျိုးမှာပဲဖြစ်ဖြစ်တော့ဒုက္ခဒုက္ခခံပြီးတဲ့နောက်ပိုင်းမှာဒင်းကိုပို့ချသွားခဲ့တဲ့အလိုက်အချစ်တော်တွေလည်းဖြစ်ပါတယ်ကျွန်တော်တို့ဆရာနဲ့ခကြီးတွေအများကြီးတွားဘူးတယ်ဆရာရဲ့အနိကတ်နေခွင့်ရခဲ့တယ် ဆရာနဲ့ခရီးတွေမှာကျွန်တော်တို့ကြုံရတယ်ဘလောက်ပဲတဏီကုံပင်ပန်းနေပါစေဆရာတဟာဂျွတ်ကိုလွတ်လေမရှိပါဘူးနမ5ချိန်ကိုတော့အချိန်နဲ့ဝတ်ပြူတယ်ဂျမားနဲ့ဝတ်ပြူတယ်ပြီးသွားတဲ့အခါမှာအမြဲတမ်းသူဟာဆိုရင်ကျောင်းစာတွေကိုတစဲပဲဒီဇိုင်းမှတ်မှတ်နဲ့တော့တော့ကအပြည့်နဲ့သင်တဲ့ပုံကိုဖြစ်ပါတယ်နောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာမွဆလမန်တွေရဲ့အရေးကိစ္စတွေမှာထိတ်တန့်ကနေပြီးတော့မှ တကယ်ပဲဇွဲနဲ့တက်တက်ကြွကြွနဲ့ဥဆောင်ခဲ့ပါတယ်ကျွန်တော်တို့ဒေါ်လာကိစ္စမှာဆရာအနေနဲ့အနေနဲ့အရရမှာတပီလုံးမှာသွားရောက်ပြီးတဲ့နောက်ပိုင်းမှာရေးသားတဲ့စာတွေဟောကြားတဲ့စာတွေလိုအပ်တဲ့နေရာတွေမှာလိုအပ်တယ်လို့ဆရာဟာတော့ရက်တည်ပြီးတော့မှဖြည့်ရှင်းခဲ့တယ်။တော့ဒါဝတ်တူတပလိကနဲ့ပတ်သက်တဲ့အခန်းကဏ္ဍတွေမှာဆိုရင်လည်းဆရာအနေနဲ့အင်တန်တန်ဖိုးရှိတဲ့အကြံဉာဏ်တွေဟောကြားချက်တွေဆရာအနေနဲ့အများကြီးပြောကြားခဲ့ပါတယ်။နောက်ပိုင်းမှာဆိုရင်သာသနာပညာရှင်ကြီးတွေ ဥဆောင်တဲ့အဖွဲ့အစည်းဟိုက်အတ်တူကိဘာရီလ်ဥလမားမှာလည်းဆရာဆိုရင်တကယ်ဥဆောင်ပညာရှင်ကြီးတွေထဲမှာပါဝင်ခဲ့ပါတယ်အဲ့တော့နောက်ပိုင်းကျွန်တော်တို့ဒီမြန်မာ halal service နဲ့ပတ်သက်ပြီးတော့ဒီကဏ္ဍမှာဆိုရင်လည်းတကယ်နိုင်ကဆရာတော်ကြီးတပါးလည်းဖြစ်ပါတယ်ကျွန်တော်တို့မကြခင်က ကွယ်လွန်သွားပြီးဖြစ်တဲ့ဆရာမောင်မောင်ထန်းကုန်းနဲ့အင်တန်မှနှလုံးသားချင်းချိတ်ဆက်ပြီးတော့မှအင်တန်ချစ်ခင်တဲ့ပုံကိုယ်တွေလည်းဖြစ်ပါတယ်တပားနဲ့တပားဟာဆိုရင်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် တို့နဲ့နေထိုင်ခွင့်ရခဲ့တဲ့အခိုက်အတန့်တွေဟာဘဝရဲ့တန်ဖိုးအရှိဆုံးတော့အချိန်ကာလတွေအခိုက်အတန့်တွေဖြစ်ပါတယ်ယခုလိုဆရာကြီးရုပ်တရက်ဆုံးမသွားတဲ့အပေါ်မှာလည်းဟောမိသားစုနဲ့အတူတူကျွန်တော်တို့ဝမ်းနေရပါတယ်ပြောမယ်ဆိုရင်ကမ္ဘလူကျောင်းကြီးအတွက်လည်းဒါဟာအင်တန်ကြီးမားတဲ့ကွက်လက်တစ်ခုဖြစ်သွားပါပြီဒါကိုလည်းအလောင်းရှိမြတ်အကောင်းဆုံးပုံစံနဲ့ပြန်လည်ပြီးတော့မှအစားထိုးပေးသနာတော်မူပါစေဆရာကြီးရဲ့ကျွန်တော်တို့သားတွေထဲမှာဆိုရင်လည်းပဲကျွန်တော်တို့တငယ်ချင်းတွေမိတ်ဆွေတွေ ဒီထဲမှာဆိုရင်ရှိပါတယ်မူဖတီအဟ်ဆန်နိုဘာတို့ကျွန်တော်တို့အတူတူစာဖတ်ခွင့်ရခဲ့တယ်အဲ့တော့ဒီလိုဒါဒီအာလင်တွေကိုလည်းမွေးထုတ်ပေးခဲ့တဲ့ပညာရှင်ဖြစ်ပါတယ်အဲ့တော့အလောရှင်မြတ်ဆရာကြီးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးအလောရှင်မြတ်ဆက်ဆံတော်မူပါစေဂျန္နတ်ကိုအလာထဲသွင်းပေးသနာတော်မူပါစေပြီးသွားတဲ့နောက်ပိုင်းမှာကျကဘာရဲ့စခန်းကနေစပြီးတော့မှနောင်လာမဲ့စခန်းတိုင်းစခန်းတိုင်းမှာလည်းအောင်မြင်စွာနဲ့လွယ်လွယ်ကူကူနဲ့အလောရှင်မြတ်ဇယင်အင်းစကြောပြီးတော့ဂျန္နတ်တူလ်ဖီရဒေါ့စ်ကို ချင်းမြေပေးသနာတော်မူပါစေ။ကြံရစ်တဲ့မိသားစုတွေအားလုံးကိုလည်းစောပါလက်ခံခြင်းတရားတွေအလောက်ရှိမြတ်ချင်းမြေပေးသနာတော်မူပါစေ။ဆရာကြီးရဲ့တပည့်တပန်းတွေဆရာကြီးရဲ့လက်တွဲပေါ်တွေမိတ်ဆွေတွေအားလုံးကိုလည်းစောပါတိခံမှုတရားတွေအလတ်ချင်းမြေပေးသနာတော်မူပါစေ။ السلام عليكم ورحمه الله وبركاته